ဒီနေ့ဟာဆိုရင်အီချစ်နိုင်ငံတမိုင်းတခြားမှာအကြီးအမားဆုံးအနှုပညာနဲ့တမိုင်းအနက်ရှိတဲ့တွန်တန်ခမန်ဆိုတဲ့ဂူတင်ချိုင်းကိုရှာဖွေတွေ့ရှိခဲ့တဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။တွန်တန်ခမန်ဆိုတာကတော့လွန်ခဲ့တဲ့နှစ်တန်ပေါင်း3300ကျော်ကအီချစ်နိုင်ငံမှာအသက်အရွယ်အငယ်ဆုံးအသက်9နှစ်သားရှိသေးတဲ့ဘယင်ငယ်တဦးပဲဖြစ်ပါတယ်။သူ့အဖေဘယင်ကြီးအခန္ဒတန်ဟာအဲ့ဒီအချိန်မှာနတ်သစ်တပါးတဲ့ကိုသာ ကိုးကွယ်ခိုင်းခဲ့တာကြောင့်ဤချစ်ပြည်မှာပြဿနာတွေမြောက်များစွာဖြစ်ပေါ်စေခဲ့တယ်လို့တမိုင်းကြောင်ရှိခဲ့ပါတယ်။ဘယင်ငယ်တွန်တက်ခမန်ကတော့လူထုနဲ့နတ်ပယောဟိတ်တွေကိုပြန်လည်အေးချမ်းစေဖို့ကြိုးစားခဲ့တဲ့သူတူလို့သိရပါတယ်။ဒါပေမဲ့အသက်အရွယ်ငယ်ငယ်ရွယ်ရွယ်နဲ့ဘယင်ဖြစ်လာခဲ့ပြီးသူဟာအသက်အရွယ်18နှစ်မှာပဲတည်ဆုံသွားခဲ့ပါတယ်။သူ့ရဲ့တည်ခြင်းအကြောင်းတရားကိုတိတိကျကျမသိခဲ့ရပါဘူး။ သူ့ရဲ့ကုသင်းချိုင်းမှာတော့သူနဲ့အတူတံပိုးဖြက်လို့မရနိုင်တဲ့ရွှေငွေရတနာအမြောက်အများကိုမြုံနှံထားခဲ့ပါတယ်1922ခုနှစ်နိုဝင်ဘာလ၄ရက်နေ့မှာတော့ Hotwood Carter ဆိုတဲ့သူ့တည်တနာပညာရှင်ကသူ့ရဲ့အဖွဲ့သားတွေနဲ့အတူအီဂျီရဲ့ Valley of the King မှာ excavation တွေလုပ်နေစမှာပဲသူတန်ခမန်ရဲ့ Tom Entrance ကိုတွေ့ရှိခဲ့ပါတယ် ဒီရှာဖွေတွေ့ရှိမှုဟာဆိုရင်ဤချစ်နိုင်ငံရဲ့အကြီးမားဆုံးအမှုပညာနဲ့သမိုင်းအနှစ်ရှိတဲ့ရှာဖွေမှုတစ်ခုဖြစ်လာခဲ့ပါတယ်။အခဏတမင်းသားလို့ခေါ်ကြတဲ့ဒီပီငယ်လေးဟာတော့သမိုင်းထဲမှာတံပိုးအရှိဆုံးရွှေမျက်နှာဖုံးတဲ့အတူအမြဲတမ်းအိတ်ဆက်နေစေပဲဖြစ်ပါတယ်။